အားလုံးပဲမင်္ဂလာပါရှင်မြို့ဝိုင်အတင်းတော်ရဲ့ဗုဒ္ဓဟူးနေ့ဝိညာဉ်ရေးအာဟာရ ညနေစာအစီအစဉ်မှာဝမ်ပြန်စွာနဲ့အရောက်တိုင်းကိုပြန်လဲကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာအရောက်စတိုင်းခွန်အားယူဖို့အတွက်ယူဆောင်လာတဲ့နှုတ်ကပတ်တော်လေးရဲ့ခေါင်းစဉ်ကတော့အာနန္ဒီအတ္တတာဖြစ်ပါတယ်။ဒါကြောင့်တမန်တော်ဝိတ္ထုထဲမှာတွေ့ရတဲ့အာနန္ဒီသုံးဦးအဖြစ်ကျမတို့ဒီကနေ့ခွန်အားယူဖို့ဖြစ်ပါတယ်။တမန်တော်ဝိတ္ထုအခန်းကြီး9ထဲမှာပါတယ်။အာနန္ဒီနဲ့ရှိဖြူရီဆိုတဲ့ဇနီးမောင်နှံနှစ်ဦးရဲ့ သူတို့ရဲ့အဖြစ်ပြက်တွေကိုကျမတို့အားလုံးသိပြီးသားဖြစ်ပါတယ်။အာနဏိဟာသူ့ရဲ့မြေရောင်းရတဲ့အပုဆယ်ဖို့တပုတ်ကိုဖတ်ထားပြီးတော့မှယူဆောင်လာတာဖြစ်ပါတယ်။ဒါကို ရှင်ပေတရုကနေမှတည်တဲ့အခါမှာဝိညာဉ်တော်အားဖြင့်တည်တဲ့အခါမှာပေါ်ပြတဲ့အခါမှာသူဟာဘုရားတခင်ရဲ့အမြတ်တော်အားဖြင့်အဆုံးသက်မလှတာကိုကျမတို့သင်ခန်းစာယူဖို့ဖြစ်ပါတယ်။ဒါကြောင့်ချစ်တော်မိတ်ဆွေဖျားပေးထားတဲ့ကောင်းချီးများဖြစ်တဲ့ အရာဒီတဲကနေဆက်ဖို့တဖို့အပြင်ပြန်လဲပေးလို့တဲ့အခါမှာကျမတို့သည်စုံနေစွာနဲ့ပြန်လဲပေးလို့ဖို့အတွက်ဒီကနေ့နှုတ်ပတ်တော်ကကျမတို့ကိုညွန်ပြနေတာဖြစ်ပါတယ်။ဒါကြောင့်ဆက်ဖို့တဖို့ပေါ်မှာတစ္ဆာရှိတဲ့သူဖြစ်ဖို့အတွက်ဘုရားတခင် အရောက်တိုင်းပေါ်မှာကောင်းချီးပေးပါစေ။ဒီပထမအာဏန်ကြီးကတော့ဆက်ဖို့တဖို့ကိုဖတ်ထားတဲ့သူ ဖြစ်ပါတယ်။ဆက်ဖို့တဖို့ကို ပေးခြင်းတယ်လို့ပေးတဲ့သူလိန်လေတဲ့သူပေးခြင်းတလောက်သာပေးတဲ့သူဖြစ်ပြောမှာ တစ္ဆာမရှိကြောင်းကိုနားလည်ရပါတယ်။ဂျေဇုမသိကြောင်းကိုလည်းနားလည်ရပါတယ်။ဖခင်တခင်ကိုကြောက်ရွံ့ခြင်းမရှိဘူး။ဖောက်ပြန်တဲ့သူဆိုတာလည်းနားလည်ရပါတယ်။ဒါကြောင့်သူ့ရဲ့အဆုံးသက်ကမလှဘဲနဲ့ဖခင်တခင်ရဲ့စီရင်ခြင်းအမြတ်တော်ကိုခံရတာဖြစ်တဲ့အရာကိုကျမတို့သင်ခန်းစာယူဖို့ဖြစ်ပါတယ်။နောက်တစ်ဦးကတော့တမန်တော်ဝိတုအခန်းကြီးကိုအငယ်7ကနေ7မှာပါတယ်။တပည့်တော်ဖြစ်တဲ့အာနနိရဲ့အသက်တာဖြစ်ပါတယ်။အာနနိကိုဖခင်တခင်က တမန်တော်ကြီးရှင်ဘောလူမျက်စိပြန်မြင်ဖို့ရာအတွက်ခေါ်တဲ့အခါမှာသူဒီအကျွန်ုပ်ရှိပါ၏လို့ချက်ချင်းပြန်လဲပြီးတော့မှဖရာတခင်ရဲ့အတန်ကိုနားထောင်ပြီးတော့မှပြန်လဲတုံ့ပြန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်ဒီအာနန္ဒီအားဖြင့်ရှင်ဘောလူရဲ့အသက်တာပြန်လဲမျက်စိမြင် ပြန်ပါတယ်။ သူကတပည့်တော်ပင်ဖြစ်တော်လဲပဲဘုရားတကယ်ဝိညာဉ်တော်နဲ့ချိတ်ဆက်ပြီးတော့မှဘုရားရဲ့အမှုတော်အတွက်အမြဲတမ်းအရှင်သင့်ရှိကဘုရားတကယ်ခိုင်းတဲ့အခါမှာချက်ချင်းဆိုင်မတော်ပဲနဲ့လှုပ်ဆောင်တဲ့အခါမှာရှင်ဘောလူကြီးရဲ့ဘုရားတကယ်အတုံးပြခြင်းအတ္တတာဘုံတော်ထင်ရှားတဲ့အရာအပြည့် မြင်တွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်ကျမတို့ရဲ့အသက်တာတွေထဲမှာလည်းဝိညာဉ်မျက်စိပိတ်နေတဲ့သူတွေအတွက်ကျမတို့ဒီအမြဲတမ်းဆုတောင်းပေးခြင်းအပြင်အမှုတော်သာသနာတော်တွေမှာအမြဲတမ်းပါဝင်ခြင်းအပြင်ဘုရားတခင်ရဲ့ဘုန်းတော်ကိုချီးမြောက်နိုင်တဲ့သူတွေဖြစ်ဖို့ဘုရားတခင်ကောင်းချီးပေးပါစေ။နောက်ဆုံးတတိယအနဏီကတော့တမန်တော်ဝိတ္ထုခန်းကြီး23အငယ်1ကနေ3မှာပါတဲ့ယစ်ဘရဟိမင်းအနဏီဖြစ်ပါတယ်။သူကတော့ရှင်ဘောလူကို လွတ်တော်ယုံမှာသူ့ရဲ့နှုတ်ကိုပိတ်ရိုက်လော့ဆိုပြီးတော့မှစီရင်တဲ့သူဖြစ်ပါတယ်ဒီခါမှာရှင်ဘောလူကသူ့ကိုပြောပါတယ်တင်းဒီတရားသူကြီးဖြစ်လျက်ပြီးမတရားတဲ့အမှုကိုပြုတယ်လို့ရှင်ဘောလူကပြောပါတယ်ထို့နည်းတူပါပဲတခါတလေမှာအမှုတော်မြတ်တီထဲမှာဘုရားသခင်နဲ့ချိတ်ဆက်နေတဲ့အမှုတော် ဆောင်းတွေကိုတခါတလေမှာပိတ်ပင်တားဆီးတဲ့အမှုတွေကိုလုပ်တတ်ပါတယ်။ဒီမှာအာနန္ဒိကလှုပ်ဆောင်တဲ့အခါမှာဖယားတခင်နှစ်သက်ဖြစ်ပါတယ်။ဒါကြောင့်ကျမတို့ရဲ့အတ္တမှာယေဘရဟံဟိမင်းအာနန္ဒိကဲ့သို့မဖြစ်စေဖို့ကျမတို့အတ္တဆင်ခြင်ဖို့ဖြစ်ပါတယ်။အမှုတော်မြတ်မှာဖယားတခင်နဲ့ချိတ်ဆက်ပြီးလှုပ်ဆောင်နေတဲ့သူတွေရဲ့အမှုတော်လုပ်ငန်းတွေမှာကျမတို့ဒီပိတ်ပင်တားဆီးနေတဲ့သူဖြစ်သလားဆိုတာကိုပြန်လည်ဆန့်စစ်ပြီးတော့မှထိုအာနန္ဒိကဲ့သို့မဖြစ်ဖို့ကျမတို့အတ္တ ာတွေဆင်ခြင်မှုဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့မှာအာဏနီ၃ယောက်ဖြစ်တဲ့ပထမအာဏနီဆေဘိုးရဲ့တဝက်ကိုဖတ်ထားတဲ့သူဖြစ်နေသလား။ဒါမှမဟုတ်ဘဲနဲ့ဒုတိယအာဏနီဖရာသခင်နဲ့ချိတ်ဆက်ပြီးတော့မှအမှုတော်သာသနာတော်အတွက်အမြဲတမ်းဆုတောင်းထောက်ပံ့ပြီးအစဉ်သိရှိတဲ့သူဖြစ်နေသလား။ဒါမှမဟုတ်ဘဲနဲ့နောက်ဆုံးအာဏနီယေဘရဟိမ်မင်းကဲတို့အမှုတော်မြတ်မှာလှုပ်ဆောင်နေတဲ့သူတွေကိုပိတ်ပင်တားဆီးတဲ့အနောက်ဆက်ပေးနေတဲ့သူဖြစ်နေသလားဆိုတာကိုဒီကနေ့ကျမတို့အသက်တာကိုပြန်လည်ဆန်းစစ်ပြီးတော့မှဒုတိယအာဏနီ ကဲ့သို့ဖရာရဲ့အမှုတော်မြတ်မှာကျမတို့တည်တည်အမြဲတမ်းဆုတောင်းခြင်းနဲ့ပါဝင်ပြီးတော့မှဘုန်းတော်ကိုချီးမြှောက်နိုင်တဲ့သူဖြစ်စေဖို့အတွက်ဒီကနေ့မှာနှုတ်ကပတ်တော်လေးအပြင်အင်းများလောက်ဝင်ညာခြင်းပါတယ်အရာစတိုင်းပေါ်မှာဖရာရှင်အထူးပဲကောင်းချီးပေးပါစေ